မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေဒီနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြမအရေးဖြစ်ရှင်းဖို့အတွက်အာဆီယံဘုံသဘောတူညီချက်၅ရဲ့အကောင့်ထဲပို့ဖို့ ਨੇ လူတချို့လောက်တာမဟုတ်ပဲအားလုံးပါဝင်ပြီးတရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့မြန်မာစစ်တပ်ကအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကြီးဝန်ကြီးကထပ်မံပြောဆိုလိုက်ပါတယ်ဒင်းတိုင်းတိုင်းလောင်းလုံးမြို့နယ်မှာမြို့သမီးတွေကိုအတမပြုတ်ချင်ပြီးပြည်သူတွေကိုစစ်တပ်အားကိုးနဲ့ဖမ်းဆီးတပ်ဖြတ်နေတဲ့ပြူစော့တီခေါင်းဆောင်စိုးတန်းစုတကို ဒေါ်လန်ရဲ့တပ်တွေကအရှင်ဖန်းစီရမိထားတယ်ဆိုတဲ့သတင်းပါဝင်ဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြမအရေးဖြစ်ရှင်းမှုအတွက်အာဆီယံဘုတ်ဘောတူညီချက်၅ရဲ့အကောင့်ထည့်ဖို့ဖို့ ਨੇ လူတချို့လောက်သာမဟုတ်ပဲအလုံးပါဝင်ပြီးတရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့မြန်မာစစ်တပ်ကအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟက်ဆန်ကထပ်မံပြောဆိုလိုက်ပါတယ်။ဒါကတော့အော်တိုဘားလ24ရက်နေ့ကပဲ မလေးရှားနိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဝင်ကြီးမိုဟာမက်ဟန်ဆန်ကိုတိုင်ပြောသွားတာပါအဲ့ဒီမှာအဓိကပြောသွားတာကတော့လက်ရှိမြန်မာအရေးကိုဖြည့်ရှင်းဖို့ဆိုရင်အာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရပ်ကိုမြန်မာစစ်တပ်ကအကောင့်ထည့်ဖော်ရမှာဖြစ်ပြီးဒါကလည်းအရင်ကြီးမခက်ခဲသလိုအဲ့ဒီဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကလိုက်နာပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်းဖြန့်ဝေခွင့်ပြုသင့်တယ်လို့မလေးရှားနိုင်ငံရဲ့ဝင်ကြီးကပြောသွားပါတယ်ဒါအပြင် လက်ရှိမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့လေတနိုင်ငံလုံးကပြည်သူတွေအားလုံးပါဝင်ရမှာဖြစ်တယ်လို့လူတချို့လောက်သာပါနိုင်ပြီးကြံတဲ့သူတွေမပါဝင်နိုင်တဲ့ရွေးကောက်ပွဲမျိုးကိုအာဆီယံအနေနဲ့မလိုချင်တဲ့အပြင်အဲ့ဒီလိုမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့လေအာဆီယံထိပ်သီးနိုင်ငံခေါင်းဆောင်တွေရဲ့အစည်းအဝေးမှာဆွေးနွေးသွားဖို့ရှိနေတယ်လို့မလေးရှားနိုင်ငံတိုင်းဝန်ကြီးကထပ်မံပြောဆိုသွားပါတယ်လက်ရှိအော်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိ မလေးရှားနိုင်ငံမှာကျင်းပမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတော့အချမ်းဖတ်မင်းအောင်လိုင်ကိုအာဆီယံကတက်ရောက်ခွင့်မပေးဘဲဆက်လက်ပိတ်ပင်ထားစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဆက်ထဲမှာပဲအချမ်းဖတ်မြန်မာစစ်တပ်ကလုံမဲ့အတုအယောင်ရွေးကောက်ပွဲကိုအာဆီယံအစည်းအဝေးကနေပြက်ပြက်သားသားညင်းပယ်ပေးဖို့အာဆီယံအဖွဲ့အစည်း300ကျော်ကအောက်တိုဘာလ24ရက်နေ့ကပဲတောင်းဆိုလိုက်ကြပါတယ်အဲ့ဒီလိုတောင်းဆိုလိုက်တဲ့အဖွဲ့အစည်း300ကျော်ဟာ မလေးရှားမြန်မာဖိလစ်ပိုင်အင်ဒိုနီးရှားထိုင်းအရှေ့တီမောကမ်ဘောဒီးယားစင်ကာပူထိုင်ဝမ်စတဲ့နိုင်ငံတွေကအဖွဲ့အစည်းတွေနဲ့တခြားနိုင်ငံကအဖွဲ့အစည်းတွေပါပါဝင်တောင်းဆိုထားကြတယ်ဆိုပါတယ်အဲ့ဒီလိုတောင်းဆိုမှုကိုလက်ရှိ2025ခုနှစ်အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါစီကိုလက်မှုပြီးတော့တောင်းဆိုလိုက်ကြတာဖြစ်တယ်လို့လည်းသိရပါတယ်တောင်းဆိုချက်ထဲမှာအဓိကပြောထားတာကတော့လက်ရှိမြန်မာစစ်အုပ်စုရဲ့အတူအယောင်ရွေးကောက်ပွဲကို အာဆီယံစည်းဝေးကနေပြက်ပြက်တာတာထင်းထင်းရှားရှားတိတိပပညှင်းပယ်ပေးဖို့ ਨੇ စစ်တပ်ရဲ့ရွေးကောက်ပွဲကိုနိုင်ငံရေးအထောက်ပံ့ပေးတာမျိုးကစပြီးဘလို့အသေးအဖွဲထောက်ပံ့မှုတွေကိုမှမပေးဖို့အကြောင်းတွေလည်းထည့်သွင်းတောက်ဆိုထားပါတယ်။ဒါ့အပြင်အာဆီယံခေါင်းဆောင်တွေအနေနဲ့မြန်မာပြည်သူလူထုနဲ့အတူစာနာရှင်ကိုတုံ့လန်နေတဲ့တရားဝင်ဒီမိုကရက်တစ်ကိုယ်စားလှယ်တွေအပေါ်ညှင်းညှင်းညွတ်ညွတ်ယက်တီပေးပြီးထောက်ခံမှုကိုပြတ်တပ်ပေးဖို့ကိုလည်းအာဆီယံအရက်ဖက်အဖွဲ့စည်းတွေကတောင်းဆိုထားကြပါသေးတယ်။အဲ့ဒီလိုတောင်းဆိုချက်တွေကို အာဆီယံခေါင်းဆောင်တွေအနေနဲ့လှုပ်ဆောင်ပေးမှုမရှိပါကမြန်မာနိုင်ငံသားတွေကိုတစ္ဆာဖောက်မှုအဖြစ်သတ်မှတ်ပြီးအာဆီယံဒေတာအရက်ပတ်အဖွဲ့စည်းတွေဘက်ကအာဆီယံအပေါ်ယုံကြည်မှုနည်းတော့မှဖြစ်တယ်လို့လဲအာဆီယံအဖွဲ့စည်း300ကျော်ကလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် NRC ကိုလိမ့်မှုပြီးတောက်ဆူလိုက်တဲ့အထက်မှာထည့်သွင်းပြောဆိုထားပါတယ်ခင်ဗျာဖမာရောကင်းပြင်းနဲ့အချက်ဖက်စစ်တလောက်ခံ BG ကောင်းဆောင်ဆော့ချစ်သူထိန်ချုပ်ထားတဲ့ကြပြန့်ငွေလိန်ဂိုင်းတွေအခြေဆိုင်ရာ KK ပတ်ကနေထွက်ပြေးလာသူတွေကြောင့် မြောက်ရီမြို့မှာဟိုတယ်တွေလူပြည့်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကနေဂျပန်စစ်တပ်ကအဲဒီကေကေဘတ်မှာရှိတဲ့ကြပ်ဖြန့်ငွေလိမ်ဂိုင်းတွေကိုဟန်ပြဝင်ရောက်စီးနှင်းမှုတွေအပြီးအဲဒီကကြပ်ဖြန့်လုပ်တဲ့သူတွေဟာမြောက်ရီမြို့ပေါ်တွင်နဲ့ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်တွေကိုပါအများဆုံးထွက်ပြေးသွားကြသလိုဖအန်နဲ့မော်လမြိုင်ဘက်တွေကိုပါပြေးတဲ့သူတွေရှိတယ်လို့ဆိုပါတယ်။လောလောဆယ်မြောက်ရီမြို့ကိုထွက်ပြေးလာတဲ့ကြပ်ဖြန့်ငွေလိမ်လုတဲ့သူတွေကတော့မြို့ပေါ်တွင်မှာရှိတဲ့ဟိုတယ်တွေမှာဝင်ရောက်တဲခုန်နေကြတဲ့အတွက် တရှိမြောက်ရီမြို့ကဟိုတယ်တွေဟာလူပြည့်နေတာတွေကြီးပဲဖြစ်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။အဲ့ဒီအတွက်လက်ရှိကာလမြောက်ရီမြို့ကိုလာမယ်ဆိုရင်တခြားဒဲစရာအိမ်ရှိမှရမယ်သဘောဖြစ်ပြီးဟိုတယ်တွေကတော့အဲ့ဒီကြားဖြတ်ငွေလင်းလုတ်တဲ့ဒူတွေနဲ့ပဲပြည့်နေတာတွေသာများနေတယ်လို့မြောက်ရီမြို့ကန်တဦးကရှင်းပြထားပါတယ်။အဲ့ဒီလို KK ဘက်မှရှိတဲ့ကြားဖြတ်ငွေလင်းလုတ်တဲ့ဒူတွေဟာထွက်ပြေးနေကြပြီမြေ နိုင်ငံတကာကအမှန်တကယ်အလို့ရှိနေတဲ့ကြားပြန့်ဂိုင်းကောင်းဆောင်ဘိုင်းတွေကိုတော့မြန်မာအချက်ဖက်စစ်တပ်လက်အောက်ခံ BGF KNUPC နဲ့ DKBA တပ်တွေကအကာအကွယ်ပေးထားပြီးခိုလုံခွင့်မှာပေးထားသေးတယ်လို့မြို့ကန်တွေကပြောထားကြပါတယ်ခင်ဗျ။တစ်ဆက်ထဲမှာပဲခရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာတရုတ်ကြားပြန့်ငွေလိမ်ဂိုင်းတွေပြောင်းရွှေ့နေကြတဲ့ဖြစ်စဉ်တွေအတွေ့အဲ့ဒီကြားပြန့်ငွေလိမ်လုတဲ့သူတွေစကိုင်းတိုင်းအတွင်းဝင်ရောက်လာရင်တော့အချက်ဖက်စစ်တပ်ရဲ့တောက်တိုင်တွေအပြစ်သတ်မှတ်ပြီး တော်လန်ကြီးတပ်တွေရဲ့ထိထိရရောက်တိုက်ဖြတ်မှုကိုခံရမှာဖြစ်တယ်လို့စကိုင်းဖိုရန်ဖက်ဒရေးရှင်းဥက္ကဋ္ဌကိုစိုးဝင်းဆွေကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာအခုနှစ်ပိုင်းတွင်အတွင်းကြားပြန်ငွေလိမ်ခိုင်းတွေနဲ့အွန်လိုင်းငွေလိမ်လည်မှုဖြစ်စဉ်တွေဟာပိုမိုများပြားလာနေပြီးရမ်းမီနဲ့မြောက်ပိုင်းကနေကရင်ပြည်နယ်ကစစ်တပ်လက်အောက်ခံ BGF တပ်တွေထိန်းချုပ်ထားရာနေမြေတွေမှာပါပြန့်ပွားနေကြတာဖြစ်သလိုအဲ့ဒီကြားပြန်ငွေလိမ်ခိုင်းတွေရဲ့နောက်ကွယ်မှာမြန်မာစစ်တပ်ရဲ့ဗိုလ်ချုပ်တွေဝင်ကြီးတွေကအစ ထိပ်ပိုင်းအာနာရှင်တွေကအတိကပါဝင်ပတ်သက်ပြီးထိန်းကျောင်းနေတာဖြစ်တယ်လို့ဆိုပါလေဒါကိုလက်ရှိအကြံဖက်စစ်တပ်ကသူတို့အနောက်ကနေကာကွယ်ပေးပြီးပါဝင်ပတ်သက်ထားတဲ့ကြက်ဖြန့်ငွေလိန်ဂိုင်းတွေကိုသူတို့စစ်တပ်ကပဲခက်တီတီနဲ့နှိမ်နှင်းနေပါတယ်ဆိုပြီးအပေါ်ရန်ဟန်ပြတွေလှုပ်ပြပြီးတော့နိုင်ငံတကာကိုရုတ်ရှင်ရိုက်ပြနေသူတို့တကယ်တမ်းမြန်မာနိုင်ငံကကြက်ဖြန့်ငွေလိန်ဂိုင်းတွေရဲ့အနောက်မှာစစ်တပ်ထိပ်ပိုင်းအာဏာရှင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေကြတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့ကင်းပြည်နယ်မြောက်ပြည်မြို့နယ်က တရုတ်ကြဖြန့်ငွေလင်းကန်းတွေဟာပြောင်းရွှေ့နေကြတဲ့ဖြစ်စဉ်တွေရှိနေပြီးအဲဒီလိုပြောင်းရွှေ့နေကြတဲ့ကြဖြန့်တွေအနေနဲ့လက်တလော့စကိုင်းတိုင်းတဲတော့ဝင်ရောက်လာတာမျိုးမရှိသေးပေမဲ့စကိုင်းတိုင်းအတွင်းဝင်ရောက်လာရင်တော့အဲဒီကြဖြန့်ငွေလင်းလုတ်တဲ့သူတွေအနေနဲ့အကြံဖတ်စစ်တပ်ရဲ့တောက်တိုင်တွေအဖြစ်သတ်မှတ်ခံရပြီးဒေါ်လန်ရီတပ်တွေရဲ့ထိတိယရောက်တိုက်ဖြတ်မှုကိုခံရမယ်ဆိုတာကြိုတင်အသိပေးထားခြင်းပါတယ်လို့လေစကိုင်း Foreign Federation ဥက္ကဋ္ဌကုဆိုးဝင်းဆွေကပြောထားပါတယ်ခင်ဗျ တဖက်မှာတော့ဒင်းတိုင်းတိုင်းလောင်းလုံးမျိုးနဲ့မှအမျိုးသမီးတွေကိုအာဓမပြုကျင့်ပြီးပြည်သူတွေကိုစစ်တပ်အားကိုးနဲ့ဖမ်းဆီးတပ်ဖြတ်နေတဲ့ပြူစောတီခေါင်းဆောင်စိုးတန်းဆိုသူကိုဒေါ်လာအင်တက်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ဖက်ဒရယ်ဒူဝင်ချက် PDF တပ်ဖွဲ့ကပြောပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့တပ်ပုံထဲမှာလေဒေါ်လာအင်တက်တွေအရှင်ဖမ်းဆီးရမိထားတဲ့အဲ့ဒီပြူစောတီခေါင်းဆောင်စိုးတန်းဆိုသူကိုတန်ကျုံးနဲ့တုတ်ပြီးဖမ်းဆီးထားတာကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အောက်တိုဘာလ21ရက်နေ့ကပဲ လောင်လုံးမျိုးတွေကအချက်ဖက်စစ်တပ်လက်အောက်ခံကြောက်နေမော်ကြေးရွာအခြေစိုက်ပြူစော့တီခေါင်းဆောင်စိုးတန်းဆိုသူကိုဖက်ဒရယ်ဒူဝင်ကျ PDF တပ်ဖွဲ့ကကြောက်နေမော်ကြေးရွာအတွင်းမှာပဲဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီပြူစော့တီခေါင်းဆောင်စိုးတန်းဆိုတဲ့သူဟာစစ်တပ်အမာခံဖြစ်တယ်လို့ကြောက်နေမော်ကြေးရွာနဲ့နီနာရွာတွေမှာအချက်ဖက်စစ်တပ်နဲ့အတူပြည်သူပိုင်းနေအိမ်တွေကိုမိရှုဖျက်ဆီးဓာတ်တွေပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ဓာတ်တွေကျူးလွန်ခဲ့သူဖြစ်ရုံနဲ့မကား အမျိုးသမီးတွေကိုပါအာရမပြုကျင့်တာတွေပြည်သူတွေစီကနေမတရားငွေညှက်တောင်းရမ်းတာတွေအပြင်ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့ဏီပေါင်းစုံအနိုင်ကျင့်ဖိနှိပ်နေသူဖြစ်ပြီးအခုတော့သူကိုဒေါ်လန်ရဲ့ရဲဘော်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ Federal Doing Che PDF တပ်ဖွဲ့ကပြောပါတယ်လက်ရှိမှာလည်းအဲ့လိုအရှင်ဖမ်းဆီးရမိထားတဲ့ပူစော်တီကောင်းဆောင်စိုးတန်းစိုးသူကိုဒေါ်လန်ရဲ့ရဲဘော်တွေကဆက်လက်စစ်ဆင်မှုတွေလှုပ်ဆောင်နေပြီးသူလုတ်ခဲ့တဲ့ပြစ်မှုတွေအတွက်ထိုက်တဲ့ပြစ်ဒဏ်ချမှတ်မှာဖြစ်တယ်လို့လည်း ဖက်ဒရယ်ဒူဝင်ဂျေ PDF တပ်ဖွဲ့ကပျော်ထားပါသေးတယ်ခင်ဗျတပ်ဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရှိတဲ့အယတပြည်သူတွေနေထိုင်ရာထန်းနေပင်ကြီးပါကိုအကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေအကြောင်းကနေဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အယတပြည်သူအမျိုးသမီးနှစ်ဦးသေဆုံးထားပြန်တယ်လို့ပေါ့မြို့နယ်ပခဖရဲ့ကိုလရောင်ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ24ရက်နေ့ကပဲအကြံဖက်စစ်တပ်ရဲ့ပခုတ်ကူတပ်မ101ကနေတက်လာတဲ့စက်တက်လေဒီ3စီးဟာ မခုတ်ကူမြို့နယ်ဒဲကရသပြည်သူတွေနေထိုင်ရာထဏပင်ခြေရွာကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းကနေဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ထဏပင်ခြေရွာနေအသက်58နှစ်အရွယ်ဒေါ်စမ်းမြင့်ဦးနဲ့အသက်59နှစ်အရွယ်မထေးကြီးဆိုသူတို့ပြည်သူနှစ်ဦးတေဆုံးခဲ့တဲ့အပြင်နောက်ထပ်ပြည်သူ၄ဦးကဒဏ်ရာတွေရထားတယ်လို့ပေါ့မြို့နယ်ပကဖားရဲ့ကိုလာရောင်ကပြောထားပါတယ်အလားတူအော်တိုဘားလာ6ရက်နေ့ကလည်းအဲ့ဒီလိုပဲအချက်ဖက်စစ်တပ်က ပခုတ်ကူမြို့နယ်ဖလန်အိုးချေးရွာဖုန်ကြီးကျောင်းကိုလေကျောင်းကနေဘုံကျဲတက်ခိုက်ခဲ့ပြီးအဲဒီမှာလဲဖုန်ကြီးကျောင်းနဲ့နေအိမ်တွေပျက်စီးခဲ့တည်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံရဲ့ Federal Democracy တိုက်ပွဲအတွင်းအသက်ပေးလူတွားခဲ့ကြတဲ့ဂန်ကောခရိုင် PDF တရင်6ကရဲဘော်တွေကိုလက်အင်ကပေးလူခဲ့ကြတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုဒုတိယအကြိမ်မြောက်တွားရောက်အလေးပြုမှုနဲ့ဂရဝပြုကတော့ဒါတွေကိုပြုလုပ်ခဲ့တယ်လို့အဲ့ဒီတရင်ကထုတ်ပြန်ထားပါတယ်လက်ရှိຫນွေဥတော်လိုင်းကာလအတွင်း မြန်မာနိုင်ငံရဲ့ Federal Democracy တိုက်ပွဲမှာအသက်နဲ့ကိုလက်အင်ကာပေးလူခဲ့ကြတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုလက်ရှိတော်လှန်ရေးရဲဘော်တွေကဒုတိယအကြိမ်မြောက်တွားရောက်အလေးပြုမှုနဲ့ကာရဝပြုကတော့တာတွေကိုပြုလုပ်ခဲ့ကြတယ်ဆိုပါတယ်။ကာရဝပြုကတော့ခန်းနဲ့ PDF ရဲဘော်တွေရဲ့မိသားစုတွေကလည်းဒေါ်လာရေးအတွက်အော်ရာစကားပြောကြားပေးခဲ့ကြသလိုလာရောက်ကာရဝပြုတဲ့ရဲဘော်တွေကိုလည်းတွေးသားရင်းတစ်ဖွဲ၊နှွေးနှွေးထွေးထွေးဆက်ဆံပြီးစားစားတွေပါပြန်လဲတဲခင်းကြွေးမွေးခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင် ကံကောခံပီဒီတရင်6ရက်ပေါ်ရီဟာအသက်ပေးလူခဲ့ကြတဲ့အာဇာနည်ရက်ပေါ်ရီရဲ့ဂူပိပန်ကိုလည်းတွားရောက်ပြီးတော့အောက်မေ့တတိယချင်းတွင်နဲ့အတူအလေးပြုခဲ့ကြသလိုကြာဆုံးရက်ပေါ်ရီရဲ့မျှော်လင့်ချက်ဖြစ်တဲ့စာနာရှင်စနစ်အမြင့်ပြတ်ကြာဆုံးရေးကိုပြီးမြောက်တဲ့အထိတိုက်ပွဲဝင်သွားမယ့်အကြောင်းတွေကိုပါဂတိပြုခဲ့ကြတယ်လို့အဲ့ဒီတရင်ကထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ